တကယ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ပိတ်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Mobile Legend Player တွေမူရစ်ဈေးဝါလူမျိုးဆွဲလန်းနေကြတဲ့အရာတွေအကြောင်းကိုကျွန်တော်ကပြပပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ brother နဲ့စိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကဲဒါဆိုကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင် ပရမအူဆုံးအနေနဲ့ကတော့ဟော်ဒီကစိုက်ကလုံးအိုင်းလေးကိုမဆားရမနေနိုင်ဖြစ်ခြင်းမှာ Wallegen ဆော့ရဲလူတော်တော်များများကဒီကစိုက်ကလုံးအိုင်းလေးကိုမြင်မြင်သလိုမလူအပ်ပဲနဲ့လည်းတက်ပြီးတော့နင်းနေကြတာကိုဘာသာဦးသိကြမှာပါအခုလိုမျိုးနင်းလိုက်အရှိရောက်သွားတဲ့အရာသာကကျွန်တော်တို့ Wallegen player တွေအတွက်ဘလို့သဘောကျစရာလဲတော့ကျွန်တော်လည်းနားမလည်ဘူးဒါပေမဲ့ဒီလိုစိုက်ကလုံးအိုင်းကိုကျွန်တော်အနေနဲ့ကြော်သွားမိမယ်ဆိုရင်တော့မှအခုလိုမျိုးပြန်လှည့်ပတ်ပြီးတော့စားလိုက်ရမှာတော်တော်လေးကိုမှအရာသာရှိသွားတာပါအဲ့တော့ဘာသာဦးမှလည်းဒီလိုအကျင့်ရှိရဆိုရင်ကျွန်တော်ကို comment ထဲမှာမှန်ပေးကြလို့ရပါခင်ဗျာ နောက်တစ်ခုအနေနဲ့ကတော့ record ခေါ်ဖို့နေရာရှာတာပါကျွန်တော်အနေနဲ့ enemy အသင်းက9ရောက်လုံးတည်နေတာတော့မှ record ကိုအပြင်းမမခေါ်နိုင်မဲနဲ့ခြုံနေပြီးသွားခေါ်ရတဲ့အခြေအနေကိုလည်း brother အနေနဲ့ကြုံမှုကြမှာပါဒါကလည်းကျွန်တော်တို့ပုံမှန် game ပွဲတွေမှာတွေးနေလို့ record ခေါ်ပြီးဆိုရင်နောက်ကနေပြီးတော့အမြဲတမ်းဖင်ချောင်းနှိုက်တဲ့ကောင်စိုးလေးကြီးအကြောင်းကျွန်တော်တို့ကအကျဉ်းဖြစ်သွားတယ်လို့ပဲကျွန်တော်မြင်မိပါတယ် နောက်ထပ်တစ်ခုအနေနဲ့ကတော့အခုဒီမှာမြင်ရတဲ့နေရာနဲ့ဒီကနေရာကိုခဏခဏနှိပ်မိခြင်းမှာဂိမ်းစားဆော့တော့ကတော့ကျွန်တော်အနေနဲ့ enemy hero ရဲ့ goal တွေ enemy hero ရဲ့ level တွေကိုကြည့်ဖို့နှိပ်တယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့ဒါတွေကအကျင့်ပါလာပြီးတော့အမြန်နေပါကိုမလိုဘဲနဲ့နှိပ်ဖြစ်နေတာပါဒီပြဿနာကိုကြုံနေရတာကကျွန်တော်တို့ကြီးပဲမဟုတ်ဘဲနဲ့ professional player တွေပါကြုံနေရတာဖြစ်ပြီး mobile legend ဆော့ရဲ့လူတရာမှာ60ခန့်နောက်လောက်ကကြုံနေရပဲဖြစ်ပါတယ်ဒါကြောင့်မို့ brother ကဒီလိုပြဿနာမျိုးကြုံနေရပြီဆိုရင်တော့ဘာမှစိတ်ကြမကြဘူးတော့ကျွန်တော်ဒီကနေအားပေးလိုက်ပါတယ် နောက်တစ်ခုကတော့အမြဲဆဲမိတတ်တဲ့ပြဿနာပါဒီပြဿနာကတော့ကိုကိုတိုင်က run တက်ချင်လို့ run ကိုကောင်းကောင်းမွန်မွန်ဆော့မယ်ဆိုပြီးလာတဲ့အခါမှာကိုအသင်းကကောင်တွေကဆေးထိုးနေတဲ့အခါမျိုးမှာကြုံရတတ်တဲ့ပြဿနာပဲဖြစ်ပါလူချင်းတွေမျိုးမှာဆိုရင်ဆေးထိုးခံရတဲ့ကျွန်တော်တို့အနေနဲ့တော်တော်လေးကိုမှမခံမရနိုင်ဖြစ်ပြီးတော့အခုလိုမျိုးဆဲမိခြင်းသာဖြစ်ပါတယ်ဒါကြောင့်မို့ဘာသာလို့အနေနဲ့လဲဘာမှအားနာစရာမလိုပဲနဲ့ဆေးထိုးရင်တော့ဆဲတာဆဲလို့ကျွန်တော်ကြံပေးပါတယ် နောက်တစ်ခုအနေနဲ့ကတော့ဟော်ဒီနေရာမှာရှိတဲ့ဂျန်ဂလာတကောင်အတွက်အရေးပါတဲ့ဘက်ကလေးကိုကျွန်တော်တို့ကစားမိခြင်းမှာကျွန်တော်အနေနဲ့ဂိုးလိမ့်ညာကင်တာဖြစ်ဖြစ်ရေးပီလိမ့်ညာကင်တာဖြစ်ဖြစ်ဒီ enemy ရေးပီလိမ့်ညာနဲ့ enemy ရဲ့ဂိုးလိမ့်ညာထက်လည်းပဲတာဖို့အတွက်ကိုဒီဘက်လေးကိုစားမိကြရပါတော့နော်အမှန်တမ်းပြောရရင်ဒီလိုရက်ကကျွန်တော်တို့အသင်းအတွက်တကယ်ကိုမကောင်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ hyper player အနေနဲ့ဒီက blue ဘက်ကိုအရင်စားပြီးတော့ walking creek ကိုသွားလူတဲ့အခါမှာတကယ်လို့မရခဲ့ဘူးဆိုရင် level 4ရအောင်လို့ဒီကဘတ်အသေးလေးကိုပါထပ်ပြီးစားရလို့ပါတကယ်လို့ brother တို့ကဒီကဘတ်အသေးလေးကို hyper မစား ားခင်မှာအရင်စားလိုက်မယ်ဆိုရင်တော့ Vogue Creamy ရတဲ့ Hyper အနေနဲ့ကျွန်တော်တို့တတဲ့ပတဲ့မှာ level 4မရပဲနဲ့အနည်းငယ်လေးတိုင်ပတ်သွားနိုင်ပါတယ်အဲတော့ကျွန်တော်အနေနဲ့လည်း browser တို့ကိုမစားကြဘူးပဲမြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ နောက်တစ်ခုအနေနဲ့ကတော့အခုဒီမှာမြင်နေရတဲ့ basic အထ icon လေးကိုမလိုအပ်ဘဲနဲ့အမြန်နှိပ်မိခြင်းမှာကျွန်တော်အနေနဲ့ basic အထ icon ကိုအမြန်နှိပ်လေ hue ရဲ့ basic အထကပုံမှန်တိုင်းပဲသွားမှာဘူးသိရဆိုပေမဲ့တခါတလေမှာဗတယ်ကအရန်မြိုင်နေတဲ့အခါမျိုးမှာတော့ဒါဒီမထားမိကြတော့ဘဲနဲ့အခုလိုမျိုးအမြန်နှိပ်မိခြင်းပါဒါပေမဲ့ဒီအချက်ကကျွန်တော်တို့ဗတယ်ပေါ်မှာအကျိုးတက်ရောက်လားဆိုရင်တော့ no ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဒါကြောင့်မို့ဒီအချက်ကို red zone အနေနဲ့မှားနေရဆိုရင်လေကိုစိတ်ပါရင်ပြင်လို့ရတယ်လို့စိတ်မပါရင်မပြင်ဘဲလဲထားလို့ရပါတယ်ခင်ဗျာ နောက်တစ်ခုကတော့ Chang Pro လေး Sam Pro လေးနဲ့ Silong Pro လေးတို့မှာအမြဲလှုပ်လှုပ်ရှားရှိတဲ့ view ကခဏခဏပြခြင်းမှာ brother မှတ်မိကြလားတော့မသိဘူးတကယ်လို့ brother အနေနဲ့မမှတ်မိဘူးဆိုရင်လည်းကျွန်တော်ကဒီကနေပြီးတော့အစပြန်ပေါ်ပေးပါမယ်။2020လောက်မှာကျွန်တော် mobile legend game ထဲမှာ view ပြရတယ်ဆိုတာလေးတိုက်တာမဟုတ်ဘဲနဲ့တစ်ဖက်နဲ့တစ်ဖက်ကိုမိတ်ဖွဲ့တယ်ဆိုတာကိုရော brother မှတ်မိကြပါသလား။ဒါပေမဲ့နောက်ပိုင်း tournament တွေမှာတော့ record ကိုလေးတိုက်ဖို့အတွက်တုံးလာတာကိုမြင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အနေနဲ့ record ကိုလေးတိုက်ဖို့အတွက်လိုက်ပြီးတုံးဖြစ်တာပေါ့နော်။အရင်တုန်းကတော့တစ်ဖက်နဲ့တစ်ဖက် record ပြရတယ်ဆိုတာမိတ်ဖွဲ့တယ်ဆိုတာကို ော့ brother တို့မှတ်မိကြမယ်လို့ထင်ပါတယ်တကယ်လို့မမှတ်မိဘူးဆိုရင်လည်းအခုကျွန်တော်အစဖော်ပြလိုက်တာကြောင့် brother တို့အနေနဲ့မှတ်မိတော့လောက်ပြီလို့ကျွန်တော်ထင်မိပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့အခုလိုမျိုး base မှာသွေးဖြည့်ပြီဆိုရင်ပိုက်ပြည့်တဲ့အကျင့်မှာကျွန်တော် mobile legend player အနေနဲ့တပွဲလုံးမှာဒီက join stick ကိုလုံးဝမချရအောင်လို့ဂိမ်းကစားရတာဖြစ်တဲ့အတွက်ဒီအိမ်ပြန်ပြီးတော့သွေးဖြည့်တဲ့အချိန်မှာလည်းဒီ join stick ကိုအငိမ်မနေချင်တာနဲ့ တုံးရင်းလုံရင်းနဲ့အကုန်လုံးကြီးဘက်ကဒီလိုယောဂမျိုးကူးဆက်လာကြတာပဲဖြစ်ပါတယ်အခုဆိုရင်ကလေးစားလူကြီးအစုံမိုဘိုင်းလေဂျန်ဆော့ရဲလူကျတော်များများကအခုလိုမျိုးအိမ်ပြန်လာတဲ့ဝိုင်းကြီးပပတ်ဒူဝေဆော့နေကြတာကိုလည်းလသာဦးအနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အခုပြောပြပြီးသွားတဲ့ယောဂရဲ့အထဲမှာဘရာသာလူကတော့ဘယ်လိုယောဂမျိုးခံစားနေရသလဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာဖြည့်ပေးခဲ့ကြလို့ရပါတယ်ခင်ဗျာကျွန်တော်အားလာနဲ့ comment ဖတ်ပါတယ် reply ပြန်မှုအဆင်ပြေရည်ဆို reply ပြန်ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်